မန်ယူသိန်းဟာအသင်းလူငယ်ကွင်းလယ်ကစားသမားမိန်နူးကိုနှိမ့်ရှေစာချုပ်ချုပ်ဆိုဖို့စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့သိရပါတယ်။၁၉နှစ်အရွယ်မိန်နူးဟာမန်ယူအကယ်ဒမီထွက်ဖြစ်ပြီးအသင်းနဲ့ချုပ်ဆိုထားတဲ့လက်ရှိစာချုပ်ဟာ၂၀၂၈ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပါတယ်။မင်းနူဟာပြီးခဲ့တဲ့ဇန်နဝါရီကအသင်းပြောင်းရွှေ့မယ်လို့သတင်းထွက်ပေါ်ခဲ့ပေမဲ့လည်းအခုခါမန်ယူအသင်းက၎င်းကိုနှိမ့်ရှေစာချုပ်တဲ့ချုပ်ဆိုဖို့ဆွေးနွေးနေတာဖြစ်ပါတယ်။မင်းနူဟာလက်ရှိမှာမန်ယူမှာတပတ်လစာပေါင်း2000ရရှိနေပြီ စာချုပ်သစ်အတွက် တပန်းလစာပေါင်း3,800တောင်းဆိုထားတယ်လို့သိရပါတယ်။၎င်းနေနဲ့ဇန်နဝါရီပြောင်းရွှေ့ကာလအတွင်းချက်စီအသင်းနဲ့တင်းတွေထွက်ခဲ့သူဖြစ်ပါတယ်။လက်ရှိမှာခြေတလုံးကျွတ်သားဒဏ်ရာကြောင့်တလားကန်အနားယူနေရပါတယ်။မိန်နူးအနေနဲ့လွန်ခဲ့တဲ့နှစ်နှစ်ကမန်ချက်စတာယူနိုက်တက်အသင်းအတွက်ပွဲထွက်ခဲ့ပြီးကတည်းကပြိုင်ပွဲဆုံးပွဲ60ကစားပြီး6ဂိုးသွင်းယူထားပါတယ်။ပြီးကတဲ့ရာသီကပရီးမီးယားလိမှာ3ဂိုးသွင်းယူခဲ့ပြီး FA ဘလာဘိုလူဝဲမှာအဆုံးအဖြတ်အနိုင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။